ါပါဒီနေ့ဇွန်လ၄ရက်ဖက်ဒရယ်ဖယ်နစ်စင်တဲ့နေ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်နေ့တော့ဒီမော့ဆူမြို့နယ်မှာငွေရေးစေဝါရောက်ဝဲတောက်ဆွဲတူတန်ရခန်တောက်ဦးနဲ့တူ WY ဆေးပြားတောက်ခန့်ကိုဖန်စီရမိတဲ့တဲ့တင်ဖက်ခုံအင်းအရှိဘက်ကရှိစစ်ဘေးရှာရအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလုံငန်းတွေလိုအပ်နေတဲ့တဲ့တင်ဒီမော့ဆူအနောက်ခြမ်းတနေရာမှာ VVN ဆက်ကွန်ပျူတာထွေးနေစင်တာဒီမော့ဆိုအပတ်စဉ်ကကွန်ပျူတာတင်တန်းဆင်ပွဲကျင်းပတဲ့တဲ့စားတဲ့တဲ့တင်တွေပါဝင် Federal Fan ရဲ့နေ့စဉ်တဲ့တင်တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့တင်တွေကိုကြားကြရမှာပါ။ ခရနီပီဒီမော့ဆိုအနာချမ်းမှာမူရေးဆေးဝါးရောက်ဝဲတောက်ဆွဲသူတန်ခန့်တူနဲ့သူ WY ဆေးပြားတတောက်ခန့်ကိုဖမ်းဆီးရမိခဲ့တယ်လို့ပြည်တူကကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့ပြန်ကြားရေးတောက်ခန့်က Federal Fan ကိုပြောပါရယ်ဖမ်းဆီးရမိတဲ့ဆေးပြားတတောက်ခန့်ကိုမီရှုဖျက်ဆီးခဲ့ပြီးမီရှုဖျက်ဆီးခဲ့တဲ့အခမ်းအနားမှာဒေတာခန့်အပါဝင်လူဦးရေ52ဦးခန့်တက်ရောက်ခဲ့တယ်လို့ DMO Local PDF တပ်ဖွဲ့ကဒီနေ့မှထုတ်ပြန်ထားပါရယ် ပြီးခဲ့တဲ့2025ခုနှစ်လေလပိုင်းအတွင်းဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာမှာဒီရက်ခံပီတူရီရဲ့တိုက်ကြားချက်အရပီတူကကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့နဲ့ KNPLF ကလာလာတာတပ်ဖွဲ့တို့ပူးပေါင်းပြီးတွာရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဂရနီပီရဌာန KSP အနေနဲ့2021ခုနှစ်ဩဂုတ်လ25ရက်နေ့ကနေ2024ခုနှစ်ဩဂုတ်လ25ရက်နေ့အထိတောင်နီတာတွင် WY စိတ်ကြွ YouTube စီးပွား ခုနတောင်းကြော်နဲ့မူရေးစေဝါနဲ့ပတ်သက်တဲ့အမှုတောက်ဆရှိမှုကို깟ွယ်ဖြစ်ရှင်လိုက်ခဲ့တယ်လို့သိရပါတယ်။ပုတ်ချပီနဲ့တော့ပိုင်းညောင်ရွှေမြို့နယ်ဖက်ခုံအင်းအရှိဘက်ကရှိစစ်ဘေးရှောင်ရွယ်အတွက်အရေးပေါ်ကူညီလိုအပ်နေတယ်လို့မြပြည်ကူညီကယ်ဆယ်ပေးနေတူတူကဖက်ဒရယ်ဖန်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လနေ့ရက်နေ့ကစစ်ကောက်စီပအုပ်ပီတူစီပီအန်အေတို့နဲ့တာလဝင်အားတထောင်ဝန်းကျင်နဲ့ထိုးစစ်ဆင်မှုကြောင့်ရေပူဖျားတောင်းတောက်ကိုွယ်ဟိုပန်ဆရတဲ့ခြေရွာတွေက တရခန်တထောက်ကျော်ဟာတိတ်ဆောင်နေကြရတာပါစေဘေးဆောင်များစုမှာကလေးတူငယ်တက်ကြီးရွယ်အိုကိုဝန်ဆောင်နာရာရှင်ယောက်ခါတွေပါဝင်ပြီးစာနာရက်ခါပြင်းတောတာတွေမှာစစ်ဆောင်နေရတာကြောင့်နေရာထိုက်ခင်းတဲ့အဝတ်ထည်တွေလည်းလိုအပ်နေတယ်လို့သိရပါတယ်စစ်ကောက်စီပူပေါတက်တွေဟာကျေးရွာတွေထဲဝေရောက်တက်ဆွဲထားကြပြီးညောင်လင်းပင်ကျေးရွာထိထပ်မံစစ်ကြောထိုးနေတာကြောင့်စစ်ဆောင်တွေအနေနဲ့အခုရက်တတ်တပတ်တွင် ြန်လည်နေထိုင်ဖို့မဖြစ်နိုင်ဘူးလို့သိရပါတယ်။ Greenipi Dimosoa နောက်ချမ်းတနေရာမှာကွန်ပျူတာပိုက်ကို stairway စားတဲ့တူနဲ့ကျောင်းနေရွယ်တွေအတွက်ရည်ရွယ်ပြီးတော့ကွန်ပျူတာတင်ကြားပေးတာဟာအခုခါနဲ့ဆိုရင်ငားချိန်မြောက်ရှိခဲ့ပြီလို့ EVNZ Computer Training Center Dimoso မှာတင်ဒါပေးနေတူတူက Federal Fan ကိုပြောပါတယ်။အစောပါကွန်ပျူတာတင်ဒါကိုပြီးခဲ့တဲ့ April လတည့်ရနေ့ကနေစတင်တင်ကြားခဲ့တာဖြစ်ပြီး မေလာထီနလာတာတင်ကြပေးခဲ့ကပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မှာတင်တာဆင်ပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သူကဆိုပါတယ်။အဲ့ဒီကွန်ပျူတာတင်တာမှာဆရာဆမနဦးကတင်ကြပေးနေပြီးကွန်ပျူတာ basic Microsoft Word Excel PowerPoint နဲ့ရုပ်ပိုင်းလုံးငါဆိုင်အခြေခါတွေကိုတင်ကြပေးနေတယ်လို့လည်းသိရပါတယ်။ကွန်ပျူတာတင်တာနလာတာချမ်းညီပြီးတပတ်မှာ6ရက်တင်ကြပေးကတရက်ကိုအနည်းဆုံး2နိုင်ကနေ3နိုင်ကြာထိတင်ကြပေးခဲ့တယ်လို့လည်းသိရပါတယ်။ စကားတိုင်းဒေသကြီးတက်ဆင်မြို့နယ်အတွင်းရှိတဲကုံကျေးရွာနဲ့အတော်ကျေးရွာကြားမှာကင်းလဲထွက်လာတဲ့ပြည်သူစစ်ဗျူစောထီတွေအပောင်းဝင်စစ်ကောက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောက်စီဘက်မှရှစ်ဦးခန့်တည်ဆုပ်ခဲ့တယ်လို့ပြည်သူလူမျိုးရေးတပ်မတော် PLA မှတာဝန်ရှိသူတို့ကဖက်ဒရယ်ဖန်ကိုပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မနေ့9နာရီဝချင်းလောက်မှာစစ်ကောက်စီစစ်တပ်ဘက်ကအင်အား15ရောင်းနဲ့အင်တော်ကျေးရွာဘက်ကနေကင်းထွက်လာတဲ့အချိန် တွန်လိုက်ရင်တက်ဖက်နဲ့7မိနစ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သူကဆိုပါတယ်။ထစ်တူးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောက်စီတပ်စီကကဘာတနင်္ဂနွေနဲ့လည်းနဲ့ကြည်ချုပ်ကိုရရှိခဲ့တယ်လို့သိရပါတယ်။ Greenpeace ဒီမော့ဆိုအနောက်ခြမ်းကတရားကုန်စစ်ရှောက်စခန်းမှာကိုထူကိုထကြောက်အတွက်တင်ထောက်ကူနဲ့ကြောက်ပြပြဖို့အကူအညီလိုအပ်နေတယ်လို့စာတင်ကြပေးနေတဲ့ဆရာမတအူက Federal Fan ကိုပြောပါတယ်။ เจ้าဆောင်မှာကာထားတဲ့အမှုကာတွေကိုအတိပြတ်စားဖို့အတွက်အလူရှင်လိုအပ်နေတယ်လို့ဂရိတ်စီအတွက်ဆရာလိုင်းယူစာအုပ်နဲ့ကလေးတွေအတွက်ဖတ်စာအုပ်လလလလောက်မရှိသေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လနေ့နေ့မှာဂျာကိုစတင်ဖိလစ်ခဲ့တာဖြစ်ပြီးတော့စတင်ကြမှာစစ်ရှောင်းများစုပင်ရတင်ကြနေပြီးတော့ဂျာတူဂျာသား၂၁ဦးနဲ့စတင်ကြပေးတဲ့ဆရာသမား၅ဦးရှိတဲ့အပြင်ဆရာမတွေက CDM ဆရာမတွေဖြစ်တယ်လို့သိရပါတယ်။ ခရနီပီဂျာကလာအချိုရီကောက်စီ IEC ကတော့2025ခုနှစ်ပထမဆုံးတော်လာအတွင်းဝင်ငွေရ400ခန့်လုံးကျော်ထိုင်းဘတ်ငွေ၄တိတ်ကိုပညာရေးအတွက်ရပုံငွေခွဲဝေချထားတယ်လို့ထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းအနောက်ချမ်းပြည်ခရိုင်ပေါကောင်မြို့နယ်ကဒေရွာရှိရွာကိုစစ်တပ်ကမေလ29ရက်ကစပြီးစစ်ကြောထုတ်မိရှုနေပြီး ထွက်ပြေးတိတ်ရှောင်နေရတဲ့စုရှောက်ပြည်သူ9000ကျော်အစားတောင်းတဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့ပြည်တက်ကတူကြောက်တာများတမကအလောက်အမှုဆောင်တူကဖက်ဒရယ်ဖန်ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ29ရက်နေ့မနေ့ပိုင်းမှာအိုက်ဆောက်ရွာဂွန်းအုပ်စုရွာနဲ့တိုက်ချောင်းရွာတို့ကိုစစ်ကြောထိုးမိရှုခဲ့ပြီးမေလ30ရက်မနေ့ပိုင်းမှာတော့ဒလဲမဲရွာတိပောက်ရွာမြင်းနီကျောရွာတဖတ်ကောင်းရွာနဲ့မယိုးကျောရွာတို့ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ် အိုက်ဆောက်ရွာကအသက်60ရွယ်လင်မယားနှစ်ဦးစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့ပြီးတောက်ကန်ကလေးကျွရမှာလဲ15နှစ်ရွယ်ကြောက်သူတို့ကိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးထိမှခဲ့ပြီးစေကူတာခွင့်မရသေးဘူးလို့ပြည်မြို့အခြေဆိုင်ကြောက်တာတမကတောက်ကထုတ်ပြန်ထားပါတယ်။ထိုင်းဆိုရဟာထိုင်းနိုင်ငံရဲ့အချက်အချာအနာကိုကာကွယ်ဖို့အကောင်စိုးစူးစမ်းနေတယ်လို့ဒီကနေ့မှကြေညာခဲ့ပြီးထိုင်းကမ္ဘောဒီးယားနဲ့ဆက်အမြေပွားမှုပြဿနာကိုငေးချန်တဲ့နီလာနဲ့ နှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့ဖြင်းရှင်းသွားမယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေလ28ရက်ကထိုင်းနိုင်ငံကမ္ဘောဒီးယားနဲ့ဆန်ကနေမြေအငေးပွားနေတဲ့နေရာမှာနှစ်ဖက်စစ်တဲတွေကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအကြောင်းကိုလည်းထိုင်းဆိုရကရည်ညွှန်းပြောဆိုထားပါတယ်ဒါပြင်ကမ္ဘောဒီးယားဘက်ကနိုင်ငံတကာရုံးဒါမှမဟုတ်ဂျာခါဖွဲ့စည်းနဲ့ဖြင်းရှင်းရဆိုကိုလည်းနှစ်ဖက်ညီနိုင်ဆွေးနွေးတမယ်လို့ထိုင်းဘက်ကဖြေကြားထားပါတယ်။ထိုင်းအစိုးရကထိုင်းကမ္ဘောဒီးယားနေဆက်ချင်းတွေဟာ ခုအချိန်မှာတော့တည်ငြိမ်နေကြောင်းနဲ့နိုင်ငံသားအပြန်အလှန်နားလည်မှုနဲ့ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ကြကုန်လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီသတင်းကိုတော့ဘကပိုးသတင်းကိုကိုးကားပြီးတော့ဖော်ပြထားတာပါတရုတ်နိုင်ငံရဲ့1989ခုနှစ်တီယန်နမ်မင်းကြီးပြည်မှာဒီမိုကရေစီတော်ဆိုတူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်တွေကိုကဘာကြီးကမမင်းနိုင်ကြောင်းထိုင်ဝမ်တမန်တာနဲ့အမေရိကအမြင့်ဆုံးတန်အရာရှိတဦးကတီယန်နမ်မင်းအရင်ခင်း36နှစ်ပြည်မှာ ပြောကြားခဲ့ပါတယ်။1989ခုနှစ်ဇွန်လ၄ရက်နေ့မှာတရုတ်စစ်တပ်ကဒီမိုကရေစီတောက်ဆိုတဲ့စတာပြတဲ့ကျောက်တားတွေကိုပြစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက်လူများစွာတေဆုပ်ခဲ့ပြီးဒီနေ့အထိအဲ့ဒီ PN နဲ့ဆင်နွယ်တဲ့အရာတွေကိုတရုတ်မှာမပြောကြဘဲနိုင်ငံအစ်စ်မှတ်တမ်းမှလည်းမဖော်ပြဘဲချက်လန်ခံခဲ့ရပါတယ်။နိုင်ငံအပြည့်မှာပဲအဲ့ဒီနေ့အတွက်အထိုင်မှတ်တွေပြုလုပ်ကြပြီးထိုင်ဝမ်တမန်တာကဇွန်လ၄ရက်ကပြုလုပ်ခဲ့တဲ့ ဒီအနမေအမိဖွယ်ခန္ဓာမှာတမိုင်းကိုမမီစီဖို့တိမကဒီဖြစ်ရကုန်မပြောက်ပြဲစီဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတော့တမိုင်းကနေတဆင်းအမှန်တရားကိုဖျောက်ဖျက်ဖို့အစိုးရကစ조사ပေးမယ်။ကဘာကမှမင်းနိုင်ပဲတယုတ်ပီတူရဲ့ရရဲ့ဝဝဆရာပြမှုကိုချီးကျူးတယ်လို့ဖော်ပြထားပါတယ်။ဒီသတင်းကိုရိုက်တာသတင်းဌာနကိုကိုကပြီးဖော်ပြထားတာပါ။ တောက်ကိုရီးယားသမရတီလီချင်မြောင်ရဲ့စင်ရင်တာပွားကနေတောက်ကိုရီးယားနိုင်ငံသမရရထုကိုရောက်ရှိလာခြင်းဟာတရားစွဲခံရခြင်းကောလာဟလတွေနဲ့လောက်ကျန်ခံရခြင်းကိုကြော်လွန်ခဲ့ပြီးအောင်မြင်မှုရလာပါတယ်။တောက်ကိုရီးယားမှာသမရများစုဟာအထက်တန်းလွှာနောက်ခါကနေလာခဲ့ကြပြီးလီချင်မြောင်ကတော့ဆက်ရောအလုတ်သမားပွားကနေရှင်းနေအဲ့ဒီကနေမြို့တော်ဝန်အဲ့ဒီကနေသမရဖြစ်ကိုရောက်လာတူပါ။ သူကို2025ရွေးကောက်ပွဲမှာတိုက်ခင်းတရားစွဲဆိုထားတဲ့အမှုတွေရှိနေပေမဲ့တမဒအဖြစ်ရွေးချယ်ခံလိုက်ရတာကြောင့်တမဒအခွင့်ရေးရာအမှုတွေကိုရယရစားထားပြီးသူ့ရဲ့တမဒတက်တာကုတ်လည်း2030ခုနှစ်မှာကျင်ပြီးတော့အမှုရေးစားရမှာပါဒီသတင်းကိုလည်း writer သတင်းဌာနကိုကိုးကားပြီးဖော်ပြထားတာပါ ဒီနေ့ဇွန်လ၄ရက်ဖန်ဒွဲဖယန်နေ့စဉ်တည်နေနိုင်ငံတကာတည်တွေကိုကြားထည့်ရတာပါကျွန်တော်ဆောလာပဲပါခင်ဗျာ